မင်္ဂလာပါမနေ့ပြန်ခொနည်းသားသမီးများအတွက်တည့်ရတာဆောင်းရန်ရှောင်းရန်များကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့စားစားတန်းစက်ပျက်စီစက်သူရှေ့ရာကိစ္စများအတွက်စိတ်နောက်ရဖြစ်ဖြစ်တတ်ပါ रे အိမ်တွင်းရေးမှာတော့စိတ်လုံးကြမှုတွေများနေတတ်ပါ रे ငွေကန်းတော့ကောင်းပါ रे ဆွေမျိုးမိတ်ဆွေပေါင်းသမီးများရဲ့အကူအညီများရရှိပါလိမ့်မယ်သွားသွင်းတဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတတ်ပါ रे ်ချစ်သူစီကနေပြီးတော့မမျောလင့်မယ်လက်ဆောင်ရတတ်ပါတယ်။တင်သုံးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာကတော့ချက်တွေးအောင်ဖြစ်ပါတယ်။ရေရာအနေနဲ့ကတော့မိမိရဖရမှာတင်မော်ဒင်းကလူပူဇော်ပေးပါ။တနင်္လာသားသမီးများတို့ယနေ့မှတော့စီးပွားရေးလူမှုရေးကိစ္စများအဆင်ပြေအောင်မြင်ပါမယ်။ကြံစည်သားသမီးအရာအလုံးအောင်မြင်ပါလိမ့်မယ်။ငွေကြေးကံတော့အလွန်ကောင်းပါတယ်။အချင်းရင်းမှာတော့စမ်းပွင့်နေပါလိမ့်မယ်။အာယုံကြော အကြောကတော့ဒုက္ခပိတ်သက်ပါတယ်။ ငါးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရအောင်တော့အနီရောက်တဲ့ချက်တွေးအောင်ဖြစ်ပါတယ်။ရေတရားအနေနဲ့ကတော့မိမိရန်ဖျက်မှာစီတမင်းကလို့ပူဇော်ပေးပါ။အင်္ဂါသားသမီးများတို့ယနေ့မှာတော့အလုံးပါမျောလင့်မထားတော့အောင်အောင်မြင်သုတ်သက်မှုများနဲ့ကြုံတွေ့ရပါမယ်။ငွေကန်ချေးကန်လည်းအလွန်ကောင်းတဲ့နေ့တွေဖြစ်ပါတယ်။အဖက်ဖက်ကနေပြီးတော့ကန်အခွင့်လန်းကောင်းပါတယ်။ဘာပဲလုပ်လို့ရဲရတာလုပ်ပေးပါ။ဘိုင်အောင်ပိုင်တာဖြစ်တတ်ပါတယ်။အချိန်ရဲမှာတော့တာယာနေပါလိမ့်မယ်။ နှစ်လေးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အဖြူရောင်းတဲ့ငွေရောင်ဖြစ်ပါတယ်။ရေရေအနေနဲ့ကတော့မိမိရဖေရမှာကောင်းချင်မောင်းကတ်လို့ပူဇော်ပေးပါ။ဘုဒ္ဓဥသာရမိများတို့ယနေ့မှာတော့အလုပ်တွေတိုးလို့တန်းလန်းနေဖြစ်နေပါလိမ့်မယ်။ဆုံးပြတ်ခတ်တဲ့အခြေအနေအကျက်တဲ့များနဲ့ကြုံတွေ့ရတတ်ပါတယ်။အိမ်တော်ကြီးမှာတော့အထင်မြင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။ဒီထိုးလျောင်ဖြစ်တတ်ပါတယ်။အခြေအေးမှာတော့စကားများငင်းခုန်နေရတတ်ပါတယ်။ ၄၆ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ရွှေဝါရောင်ဖြစ်ပါတယ်။ရေတရာအနေနဲ့တော့မိမိရဲ့ဖျက်မှာကော်ပြန့်ကျော်ကတို့ပူဇော်ပေးပါ။ဂျာရာပရိသတ်မိမိများဆိုရင်ဒီနေ့မှာတော့ရဝေးပြပမှာရှိတဲ့ဆွေမျိုးများထားနေပြီးတော့ဝမ်းသာစရာတည်ငောင်းများကြားပါလိမ့်မယ်။အဖိုးတန်ပျက်စီးများ ဝင်လာပါလိမ့်မယ်။ငွေကန်းတော့အလွန်ကောင်းတဲ့နေတွေဖြစ်ပါတယ်။လက်တစ်ဖက်မှာကြိုက်တာနာတာမျိုးတွေဖြစ်တတ်ပါတယ်။၄၆ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ အနီရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရံဖျားမှာအုံနီ6စိတ်ကတ်လို့ပူဇော်ပေးပါတောက်ကြသားသမီးများတို့ယနေ့မှာတော့အစစအရာရာအစဉ်ပြေနေမဲ့နေလေးဖြစ်ပါတယ်ရည်ရွယ်ထားသမီးရဲရဲတာလုပ်ပေးပါဆွေမျိုးမိတ်ဆွေရင်းများကြောင့်စိတ်တော့ကရောအပ်တတ်ပါတယ်အပူလောင်တတ်ပါတယ်အချင်းနဲ့အိမ်တော်ရေးမှာတော့တာယာနေပါလိမ့်မယ်ပုံးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ့်ရောင်နဲ့အစိမ့်ရောင်ဖြစ်ပါတယ် ရေဒီယာအနေနဲ့ကတော့မိမိရံဖျက်မှာမုတ်စီကျော်ကတ်လူပူဇော်ပေးပါဗုဒ္ဓဟူးသားသမီးများတို့ယနေ့မှာတော့ကံအလွန်ကောင်းတဲ့နေ့လေးဖြစ်ပါတယ်ရှင်စီသားသမီးရဲရတာလုပ်ပေးပါစတ်တူကိစ္စစာချုပ်ကိစ္စများကိုတော့အထူးသတိထားပေးပါလက်တစ်ဖက်ကြိုက်တာနာတာမျိုးတွေဖြစ်တတ်ပါတယ်ငွေကန်းတော့ကောင်းပါတယ်ချစ်တူစီကနေပြီးတော့မမျော်လင့်ပဲလက်ဆောင်ရတတ်ပါတယ်၃-၅ပါတဲ့ကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းနေရအောင်တော့အနည်းရင်းအယောက်နဲ့ချက်တွေးအောင်ဖြစ်ပါတယ် ရေရီယာအနေနဲ့ကတော့မိမိရဖျက်မှာဈေးဖြော်ကြီးကလို့ပူဇော်ပေးပါတနင်္ဂနွေသားသမီးများအတွက်